ါ breakfast စာအစားမဲ့အချိန်ရောသူမမေဘူးပေါ့နော်ကျွန်မကိုပါတာကိုထတာအကြောင်းရှိရဲ့အဲဆိုတော့ coffee ကိုတောက်ချင်တော့ကျွန်မက coffee တောက်လို့ရှိရင်စုဝယ်မယ်ဆိုင်တခုဒုက္ခပေးမှာဆုံးလို့ပေါ့နော်ကော်ဖီကဒါမဲ့ခုစစထားပြီးတော့ကော်ဖီတောက်ချင်ရောလို့ပေါ့နော် အခုဒါပေမဲ့ဗီဒီယိုအက်တက်လုပ်လို့ရှာသူတရားတွေ့ပါပဲအချိန်ကြာပါပဲအဆုခံလိုက်တော့မှအခုတော့တန်နေလေနော်ကော်ဖီတစ်ပတ်တောက်ပြီးအဆုခံရတောက်ပြီးတော့မှအဆုခံရဆိုတော့အစားမရှိဘူးဆိုတော့အဓိကကော်ဖီတောက်ချင်တာဂျန်နဲ့အစားတောက်တယ်ကကိုယ့်ရဲ့ဒီအခန်းကို room service ရှူလို့ရတယ်ပေါ့နော်ဒါပေမဲ့တို့တော့ဟုတ်ကဲ့ကော်ဖီတောက်ချင်လို့ဆိုတော့တော်တယ်မှာလေဒီတော့ဆယ်နန်းစီတောက်ဆောင်လာအောင်မေး D Hotel Lexi မှာလေနိုင်ငံရခြားပြည်မဲ့ကိုမြန်မာအစားအသောက်တွေကိုတက်နိုင်သလားရတဲ့ ingredients တွေနဲ့မြန်မာနိုင်ငံကအရသာအတိုင်းရအောင်အကောင်းဆုံးစူးစမ်းပြင်ဆင်ထားကြတာလေးကိုသဘောကျတယ်။နောက်ပြီး dressing ကိုတော့အနောက်တိုင်းဆက်ဆံလေးပြင်ဆင်ပေးထားရပေါ့နော်။နိုင်ငံရခြားရောက်ရင်လေနေတဲ့ရက်နဲ့ရက်တောင်ကျမတို့မြန်မာတွေမြန်မာစာကိုတောင်းတပြီးတော့ရှာစားလိုက်ရမှာကိုအာသီသာရှိသွားမျိုးမလား။ နောက်ရလောက်ဆိုရင်တော့ဘန်ကောက်ပြန်ပြီမို့ဒီနေ့ညနေပိုင်းလေးမှာတော့လာအောင်မှာစိုင်ကောင်းကောင်းလေးရှာပြီးနှစ်ယောက်တူဒင်နာတော့စားကြမလို့လေဒီတနေရာလေးကလေပြင်းလို့ရောလျှောက်သွားသလိုခံစားမိလို့ကိုစားတိမီမီမျိုးလေးကိုတော့သတိရပါမယ်ကျမရဲ့ချစ်စရာကောင်းတဲ့ကင်မရာမန်လေးရော vlog အတွက်မှတ်တမ်းတင်နေလေရဲ့။အော်ဘာလို့လို့ ਨੇ ဒီလိုနဲ့ relationship ပတ်တမ်းတော့၁၇နှစ်ကျော်ပြီးတော့၁၂နှစ်နေပါတော့ရှိခဲ့ပါပြီရှင်။ ကသူတို့စီကဆေးရောင်ဖုန်ကြီးချာသူတို့ရဲ့အနုပညာလဲရာတွေကိုလည်းသဘောချမိရယ်ဒါကလေအပိုင်းတက်မှာတုံကကျမတို့ရှောက်ကြည့်ချာရအမှတ်မတင်ရောက်သွားခဲ့ရဲမဲကကန္နာညာစီလေးပေါ့နော်ဒါဟုတ်ထမိန်လေးလည်းအမှဝဲခဲ့သေးရယ်လေကဲအခုတော့ညစာစာမဲ525ဆိုရဲဆိုင်လေးကိုရောက်ပါပြီရှင် ကျွန်မကအိမ်လာဆန်အင်တဂရေးရှင်းလေးအရန်ဝါသနာပါတော့ဒီလိုစိုင်လေးတွေကိုပဲအမြဲရွှေဖြစ်တယ်ပေါ့နော်ဒီစိုင်လေးကလာအိုနိုင်ငံ VN ချင်းမျိုးနဲ့မျိုးလယ်ခါမှာရှိပြီးတော့ဒီလာအိုနိုင်ငံကတန်ယုံတွင် NGO တွေနဲ့အနောက်တိုင်း community အတိုင်းဝိုင်းချမှာရေပန်းစားတဲ့နေရာလေးလို့လည်းသိရတယ်ပေါ့နော်ကဲဂါဒန်နဲ့စိုင်လေးရဲ့အပြင်ဘက်အပြင်ဆင်လေးတွေကို အရင်လေးလာကြည့်လိုက်အောင်နော် ကျမကအမြဲမပါမဖြစ်ကျမချစ်သူရဲ့ပင်တိုင်း moral လေးပေါ့ရှင်။ ဒီဆိုင်ရဝန်ထမ်းတွေကလေဘာသာစကားအခက်အခဲမရှိဘဲနဲ့ communication လုပ်နိုင်တော့သူတို့နဲ့ပြောဆိုဆက်ဆံရအဆင်ပြေရဲကျမတို့ကတော့ဆိုင်ရ recommend ပေးရအစားအသောက်လေးတွေပဲမှတ်စားခဲ့ကြရပေါ့နော် ားဆီရဆောက်ရအောင်ချစ်တယ်ပေါင်းနေပါစေစကောပေးချက်နိုင်ပါစေကောင်းတယ်နော်မဆိုင်ရေကိုလည်းရောက်လာတဲ့အချိန်မှာချစ်တာဘာကိုခံစားမိလဲဆိုတော့ရန်ကုန်မှာနေရောဆိုဝန်သားမိရတဲ့ဆိုင်တစ်ခုခုဆိုင်ကောင်းကောင်းလေးတစ်ခုမှာထားရတယ်လို့ပြည်မှာအရှိန်အဝါတာလည်းကောင်းမှာနော်ချွေတောင်ကြားလေးရောက်သွားတယ်လို့ပြည်ဒီအိမ်ရဲ့ပုံစံကလေဟောပေါ့သူ့ဒီတကားပေါက်တွေချွေတောင်ကြားရဲ့ဆိုင်လေးလို့ပဲ နော်ဒီတကားပေါက်ကလေးလို့ဆိုတာ Spanish colony လို့ခေါ်ရပါမယ်။အဲ style မျိုးဆိုတော့ဒါလေ colony ဖြစ်ပုံစံအဲ့ချိန်ကရရှိခဲ့ရတာ။ဟုတ်ဒီအိမ်ပုံစံလေးကြိုက်ဒီလိုလေးကြိုက်တယ်။ဟုတ်တယ်။ဒီ site နဲ့ပြီးသွားလို့ရှိရင် site နဲ့ counter bay ကနေဖြတ်ကောင်းလို့ဆိုတော့ toilet သွားတဲ့နားမှာဆိုရင်တကယ့်ကို moody လေးပေါ့နော်။ corridor shop လမ်းဒီဘက်မှာလို့မျိုးလေးတပုံလေး black and white လေးနဲ့ထိတ်ထားတော့ပါ။ ဆိုဒီမှာကရဆောက်လုပ်ပြီဆိုလို့ရှိရင်ကိုအပြစ်မှထိုင်ချင်တာလားအတွင်းမှထိုင်ချင်တာလားဆိုတော့ကို choice ဆောက်အောင်ပါနော်ဒီ site နာမည်ကဒီ site နာမည်က525 peach and drinks or eat and drink. တွားကြတော့ဘယ်မှာလဲရှိရ။ကိုကလုံရာဘတ်မှာလဲရှိရ။ပြီးတော့တက်လာအောင်မှာလည်းမဟုတ်ဘူး။ World Wide မှာ site ကမများရှိရ။ဟော Eastern or Western တော့နိုင်ငံတွေမှာမှာမြို့ကြီးတွေပေါ့နော်။ ဆန်ရှိတယ်။မနေ့က reserve လုပ်တဲ့အချိန်မှာလည်းနိုင်ငံလဲဆိုတော့ရွေးရတယ်။အလုံးဆိုင်ရတော့ဒါ internationally တွားနေတဲ့ဆိုင်ပေါ့။အင်း။ပြီးတော့လေဆိုင်မှာက local တွေ၊ local တွေ၊ local တွေကိုဟို western လာတွေထိုင်တာပို့ပြီးများတာ။ကြည့်ရပါလား။ဟုတ်တယ်ဟုတ်တယ်။ ဲဟာကအာဗိုကာဒိုထုတ်ပါနော်။ဒါလေးကကြောက် cheese ။ဆိုတော့တော်တော်လေးကဆာလို့ကောင်းတယ်။ရကြ။ဒါကကြောက်ကျုံနဲ့နောက်ဟွာပေါ့။ပေါမုံနဲ့ပါနော်။ပြန်တော့ဒီထဲမှာဘေးကွန်နေလည်းပါ။ဆိုတော့ကိုကသားကြိုက်တယ်ဆိုတော့ချစ်ကအသားပါလေးကိုရွှေလေးအတိအကျပါထားတယ်။ပြီးတော့ချစ်ကကြတော့ပါမုံကိုကြိုက်တယ်ဆိုတော့နှစ်မျိုးလုံးမှာပါလို့ပါနော်။ဒါချင်းချင်းလေး။ဟုတ်လား။ချင်းစား။ ောကခံနဲ့ပါပါမှာပေါ့တူယောကပြောချင်းစောထောပတ်ထောပတ်လည်းပါမှာဒါကြတော့အဲ့ဟာပီဇာဘလိုဟာမပီဇာတော့မဟုတ်ဘူးပေါ့ဒါကြတော့သူကဟိုမျိုးလေဟိုနံများလို့မျိုးတွတ်တွတ်ကိုမှသူကအပြီးရွက်ကလေးထဲထားတယ်ထဲထားတော့ မြန်မာအစားအစာမဟုတ်ပေမဲ့ဒီဆိုင်လေးမှာချစ်ထုတ်ထိုင်စားတဲ့အချိန်မှာတော့ရန်ကုန်အလွမ်းပြည်နယ်ဖြစ်သွားတာနော်။ပြည်ထောင်စားရဲ့ဆိုင်ဒီဆိုင်မှာထိုင်နေတယ်လို့မျိုး။အကောထမင်းသမားဆိုတော့ထမင်းစားလေ။อืมအဓိကဒါကကိုယ့်အတွက်မှာဒါ။ပြလေချစ်ဒီရရဲ့အရာသာစားကြည့်ရမယ်။နေရာကြုံမှဟိုအဆက်ပုံစံမျိုးနော်ဆက်ဆက်ချို့ချို့နေ။နေရာကြုံပုံတင်တယ်အသားလုံးတင်တယ်။ဟုတ်ဘူးလေ။အသားလုံးတင်တယ်။အရာသာပြောချင်တာ။ ူကတော့ဘယ်တော့သွားထမဲမပါမပြီးရဲ့သူပေါ့နော် စားတောက်တွေကတော့အကုန်စားလို့ကောင်းခဲ့ပါတယ်ရှင်။ချစ်ရတဲ့သူနဲ့ပတ်ဝန်းကျင်ကောင်းကောင်းလေးမှာအစားအသောက်ကောင်းကောင်းလေးတွေစားရတာလားကျွန်မအတွက်မမောစရာအခြားလုံးဝမရှိရော။ Love with you Love with you Feel so true Feel so new In your eyes I see the light Laugh and dance through the night Can't believe this feels so right Love with you feels like a dream Fighting fight, eat and drink so as I in. my dollar, Sarah. Fight car to the girl eat and then they will not do time. Ah, so the young woman so a three long jar and marble. ရွှေတောင်ကြားထဲကစိုင်နေလို့ white ကိုပေးတယ်တကယ်အနောက်နောက်တိုင်းပေါ့နော်နောက်တိုင်း white ကိုပေးတယ်ပေါ့နော်စားတဲ့ဒီအစားတောက်တရားလဲစားလို့ကောင်းတယ် european ပေါ့နော် european နဲ့သူတို့လာအိုအစားတောက်နဲ့ fusion လုပ်ထားတာဒီလဲရှိရပေါ့နော်ဆိုတော့ဒီနေ့ကတော့လာအိုကကျွန်တော်တို့နောက်နေ့ဆိုပြန်တော့မှာပေါ့နော်ဆိုတော့မပြန်ခင်လေးမှာဒီမှာပေါ့စားတော့ပေါ့နော်အဲစားတော့ကောင်းကောင်းလေးလာပြီးတော့စားတာပေါ့လာချေးတာပေါ့နော် ော်ဒီဆိုင်လေးကလေ decoration လေးလည်းကောင်းမယ် မတော် reservation ကိုလောက်တဲ့အချိန်မှာ online နေပဲလောက်ရတာပေါ့နော်ဆိုတော့သူကဘယ်နိုင်ငံလဲဆိုပြီးတော့ပေါ့အော်လို့ဒီစားတော့ကြီးရအောင်လို့ကြီးရမယ်ဆိုတော့သူ branch တွေနိုင်ငံတွေ country တွေမျိုးတွေမှာခွဲထားတာပေါ့နော်ဆိုတော့လာကိုရွှေ့လိုက်တော့လာအောင်မှာနှစ်ဆိုင်ရှိရတယ်။တခုကဒီ DN ဂျူဒီမျိုးတော်မှာရယ်နောက်တစ်ခုကအဲ့လိုမျိုးပေါ့ Lambraban ဆိုတာလည်းမျိုးကြီးတစ်ခုပဲမျိုးကြီးဆိုနာမည်ကြီးရဲ့မျိုးတစ်ခုပဲပေါ့နော်လေပတ်ဆရာနေရာကြီးများတဲ့နေရာဟုတ်တယ်အဲ့မှာ adventure တို့တကယ် nature trip တွေ destination တွေရှိရမျိုးလေး းပေါ့နော်အဲ့မျိုးလေးလည်းအေးဆေးရယ်စိုင်းမှာအဲ့မျိုးကိုသွားမလို့စီစဉ်ထားပေမဲ့ဘန်ကောက်မှာလည်းလောက်ကိစ္စရှိရယ်ကျမရုံးလုပ်တွေလည်းလောက်ရှာရရှိရယ်ဆိုတော့မသွားဖြစ်တော့ပေါ့နော်မလက်ခံကြလို့ရှိရင်နော်အပြန်မှာပေါ့လေဆိုတော့ကျန်ကင်ဒီဆိုင်လေးမှာချစ်သူများလာပြီးချစ်ရတယ်တကယ်ကိုမှတ်တရပါနော်ဆိုတော့အစားအသောက်တွေရအစားအသောက်ကြိုက်ပါကြိုက်ကြိုက်ချစ်ယူပေးထားရမယ်နိကြိုက်ပါ ဆိုတော့နည်းနည်းလေးတော့ဘူစာဖြစ်တဲ့အတွက်ဒီမှာမြန်မာပါဇက်နဲ့ဆိုတော့မြန်မာတိမင်းဟင်းအဆက်တွေပူရရောမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဆက်တွေပူရလဲဒီမှာမြန်မာလည်းပိတ်ပြီးတော့အဆင်မပြေဘူးဆိုတော့အခုဒီနေ့မှစားထားတဲ့ဟာရအားလုံးဆိုရင်အဆင်ပြေရဲ့အဲအရသာတစ်ခုချင်းစီတိုင်းဟာတော်တော်လေးကိုကောင်းမယ်ပေါ့နော်ဆိုတော့ဒီမှာကတော့အောက်တိုးမှာပဲမစားပြလိုက်တယ်ဘာကြောင့်လဲဆိုတော့ အောက်တို့မှာကျော်လင်းလင်းချင်းချင်းနဲ့နေခင်းကြရထိုင်တာအခုဆိုရင်ညနေဆောင်သွားပြီအဲဆိုင်ထဲကျော်လည်း decoration တွေကောင်းနေဒီမှာ private room တွေလည်းရှိရကောင်းနေပေါ့เนาะဆိုတော့ဆိုင်လေးကလည်းအဲ့လိုမျိုးအောက်တိုဝဲထိုင်တာ indoor ဝဲထိုင်တာအရန်ကို fight ပေးရမိုက်တယ်ပေါ့เนาะကျမတို့ရန်ကုန်ရန်ပြည်ရောက်ပါတယ်ဟုတ်ပါ အဲ့ဆိုပြောလိုက်ပါအောင်ခုဒီလာကိုဘလော့ကလေးရတော့ခုဒီမှာပဲပြပြီပေါ့နော်ဆိုတော့နောက်ထပ်လည်းကျွန်တော်တို့ဘယ်တွေသွားလဲမယ်ဘယ်ခီးတွေသွားမယ်ဆိုတာကိုကျွန်တော်တို့နှစ်ယောက်ရဲ့ကောက်ပဲဘလော့ကိုပေါ့နော်ဆက်ပြီးရောစောင့်ပြီးရောကြည့်ရှုပေးကြပါအောင်လို့တိုက်တွန်းချင်ပါတယ်သဘောကျတယ်ဆိုရင်လည်း like and subscribe တွေလုပ်ပေးဖို့တော့ပေါ့နော်အာပြောချင်ပါတယ် ကျမတို့ရဲ့ဒီ vlog လေးက the very first vlog ဖြစ်တဲ့အတွက်ဒါဒီဗီဒီယိုလေးစတင်တဲ့အချိန်မှာအခုတင်နေကျမ YouTube ဆိုလို့ရှိရင် YouTube channel เนาะ Facebook ဆိုလို့ရှိရင် page ပြီးတော့ TikTok ပေါ့เนาะ TikTok ကကျမတို့ရဲ့ဒီစုံတွဲအကောင့်ကြီးတက်တက်လုပ်ထားမယ် Instagram မှာကျတော့ကျမရဲ့ personal Instagram တွေကိုပဲကျမတို့က link ပေးထားမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျမတို့ရဲ့ Facebook YouTube TikTok Instagram အကောင့်တွေအားလုံးကို Page Day Channel ရဲ့အားလုံးကို follow လုပ်ထားပါ subscribe လုပ်ထားပါ Facebook မှာဆိုရင် like and follow လုပ်ထားပြီးတော့ subscribe လည်းလုပ်ထားပေးပါအဲ YouTube မှာဆိုလို့ရှိရင် notification bell လေးကိုနှိပ်ထားပေးပါရှင်ဆိုတော့ကျမတို့ရဲ့ဒီ channel တွေကျမတို့ရဲ့ page တွေကနေကျမတို့ဒီ carbon နဲ့ပတ်သက်တဲ့အဲ travel fashion lifestyle ပေါ့နော်ဒါလေးကိုခြားခြားပြင်ပဖြစ်တဲ့အတွက် အဲအားလုံးစက်ပြီးအောင်စောင့်ကြည့်ပေးပါလို့ဒီလောက် blog လေးရတော့တကယ်တော့အလုပ်ကိစ္စနဲ့လာကြတာပေါ့နော်ဒါပေမဲ့အကောင်းဆုံးဖြစ်အောင်တော့အားလုံးတက်ကိုတင်ဆက်ပေးထားပါတယ်လို့ပြောရင်လည်းဆက်လိုက်တော့မယ်ဘယ်တော့မှလည်းပြန်ဖြစ်လိုက်ပြန်ချစ်လိုက်လည်းပဲရိုက်ကြရင်လည်းပေါ့နော်အမဒီ blog လေးရတော့အအောင်မြင်နေတယ်အာပြီးဆုံးသွားပြီเนาะဆိုတော့အားလုံးကိုကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်လေကျေးဇူးတူပါတယ်ကျေးဇူးရှင်ပါတယ်အားဆိုလို့ရှင်တက်တာနောက် blog မှာတွေ့မယ်เนาะ